ethic ရှိရပါတယ်။အင်ဂျင်နီမှာလုပ်လုပ်ရတဲ့သူတွေဟာ ethic ရှိဖို့လိုပါတယ်။ Okay ။တချို့ဆိုကျွန်တော်တို့သိနားမလည်ဘူးပါလေ။တင်ရိုက်တယ်လို့ပွဲညွန့်ချိန်သွားတယ်လို့ပါလို့ပေါ့နော်။ This is an ethical ။အဲကြောင့်မိရဲ့သဘောတဘာဝအရာကျွန်တော်တို့ဟာမကောင်းတာ90ကောင်းတာ90ရှိပါတယ်။ Okay ။အဲ့တခါတလေကြာရင်အဲ့90 90မကောင်းတာ90 90ရှိတယ်ကောင်းတာ90ရှိတယ်ကျွန်တော် okay very good that is a human me အဲ့တကယ်လူစစ်ပဲအဲ့မှာဟာဆရာကျွန်တော်ကတော့ ကောင်းတာ80ဖြစ်နေအရင်မိုက်တယ်အဲ့တန်းနေဆက်ထိန်တာကိုကောင်းတဲ့လူဖြစ်သွားတယ်အစင်ကတမီးကတော့မကောင်းတာ80ဆိုရင်တော့အတမီးပြန်တဲ့ဟဲ့90လောက်ဆိုမဆိုးဘူးပေါ့ဒီလိုလေးပဲကျွန်တော်ဘဝကိုဟန်ချက်သွားမှာအဲ့ဟာကိုအက်တစ်လို့ခေါ်တာတချို့တွေကြတော့ကြီးကျယ်သွားတယ်ဆရာကကျွန်တော်ကကောင်းတာ100ဖြစ်နေပြီအဲ့ဒီလူချစ်ကိုကြွပါအယဟန်းတာလဲကတော့မလို့100ဘလို့မဖြစ်ကြအောင်မရှိပါဘူးဒါကြောင့်ကျွန်တော်တို့လူသားတွေဟာစိတ်ပုံလေးရှိမယ် စိတ်ကောင်းလေးလည်းရှိမယ်အဲ့ဒီနှစ်ခုကိုချိန်ထိုးပြီးတော့ဟန်ချက်ညီအောင်မျှတအောင်နေလိုက်တာဟာ ethic လို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ရဲ့ဝင်ငှမှုကိုနားမှာပြထားကြပါတယ်အားလုံး and ethical မဖြစ်ဘဲနဲ့ ethically ကြကြစီးပွားရေးလောကမှာအောင်မြင်နိုင်ကြပါစေကျေးဇူးများအားလုံးပါ